လေယာဉ်ရေရေကိစ္စတချို့မှာဂျားပွဲစားတွေရဲ့အမျက်ထုတ်မှုတွေရှိနေတဲ့အကြောင်းကိုဦးမျိုးမင်းကသတင်းပေးပို့ထားပါခင်ဗျာအကြောင်းမျိုးမျိုးနဲ့အသိခံထားရတဲ့လေယာဉ်မြေတွေရဲ့ရောဂျေးကိစ္စတွေနဲ့မြေယာပြန်ရရေးကိစ္စတွေမှာဂျားပွဲစားတွေကအကျိုးဆောင်ကဆိုပြီးရောဂျေးငွေနဲ့ပြန်ရမဲ့မြေဧကဒစိတ်တသေးသားကိုတောင်းဆိုအမျက်ထုတ်နေတာတွေရှိနေတယ်လို့လေယာဉ်မြေကိစ္စတွေကိုဆောင်ရွက်ပေးနေတဲ့သူတွေကပြောပါတယ်ဟုတ်အဲ့ဥပဒေကျွမ်းကျင်တဲ့လူဟိုလည်းနည်းနည်းလေဝယ်တဲ့လူက ဒီလိုပြဿနာဖြစ်တဲ့မပေါက်ရောက်တဲ့လယ်သမားတွေစီရောက်အောင်သွားတယ်။သွားပြီးတော့မှသူတို့လယ်သမားတွေနှိမ့်တယ်။နှိမ့်ပြီးတော့မှတချို့ကြတော့စာချုပ်နဲ့တောင်ထင်ထင်ရှားရှားလုပ်လာတယ်။အဲ့လိုဝိစာမျိုးမှာကျွန်တော်ရတဲ့စာချုပ်တစ်ခုရဆိုရင်သူကဘယ်လောက်ထိဆိုးလဲဆိုရင်လုပ်ငန်းကိစ္စအဝါဝါဘူး။နော်။တက်ဆိုင်ရာအဖွဲ့အစည်းဌာနများကလူအပ်တယ်လို့စစ်ဆေးမှုများဆောင်ရွက်ပြီးတော့မှလဲမြေတွေပြန်ရရှိလို့ရှိရင် တူးချင်းစီရရှိတဲ့လယ်မြေရဲ့7.5ရာခိုင်နှုန်းဧကကိုအကျိုးဆောင်ကားအဖြစ်အခမဲ့လွှဲပေးရမယ်ဆိုပြီးတော့ဒီလိုဒီလိုမျိုးစာချုပ်တယ်နောက်တစ်ခါအဲ့မှာပဲတင်းစည်းခံတဲ့လယ်မြေတွေပေါ်မှာရော်ကြီးငွေတမျိုးတည်းသာပြန်ရရှိလာပါလာလို့ရှိရင်ရော်ကြီးငွေရဲ့9ရာခိုင်နှုန်းကိုအကျိုးဆောင်ကကုန်ကျစရိတ်ဖြစ်တက်ဆိုင်ရလယ်သမားများကပေးရမယ်ဆိုပြီးတော့ဒီလိုမျိုးစာချုပ်ကြီးနဲ့အဲတိတိလင်းလင်းကြီးထုတ်လာတာမျိုးလေလက်စုပ်လက်ကမ်း ရဘူးတယ်ဗျ။လေယာမြေတွေရဲ့ရောကျင်းငွေကိစ္စတွေနဲ့မြေယာပြန်ရရေးကိစ္စတွေမှာဂျားပွဲစားတွေဝင်ပြီးအမျက်ထုတ်တာတွေဟာတတိပုဂ္ဂလလေသမားတွေရဲ့မြေသိမ်းရသိမ်းခံရမှုတွေမှာပိုဖြစ်တတ်ပါတယ်။အများစုဝင်လာတဲ့ဒီပွဲစားတွေဝင်လာတဲ့ကိစ္စကတော့တတိပုဂ္ဂလကိစ္စတွေမြေယာပြဿနာတွေမှာဝင်လာတာတွေမြတ်တော်တော်များများတွေ့ရပါတယ်။အဲကျွန်တော်တို့စီကိုလည်းပဲတည်င်းနေပြန်ရောက်တယ်။ဂျာပွဲစားတွေကဝင်ရောက်အကျိုးဆောင်ပေးရမှအများစုကအမှုကိစ္စပြီးမှပေးကြရပါမယ်။ ။တချို့ကိစ္စတွေမှာတော့ငွေကြေးကြိုပေးရတာတွေလည်းရှိပါတယ်။ငွေကြိုပေးပြီးမှလေယာဉ်မြေရောကြေးမရခဲ့တဲ့ကိစ္စတွေလည်းရှိခဲ့ပါတယ်။ရောကြေးငွေရဖို့ကိစ္စအတွက်မီဒီယာတွေမှာထည့်ပေးမယ်ဆိုပြီးငွေကြေးတောင်းခံမှုတချို့လည်းရှိနေပါတယ်။ကျွန်တော်မျိုးမင်းဦးပါ။